အခုတခါကျန်းသာပရိသတ်သမီးများတွေเนาะ9ရက်နေ့ကနေပြီးတော့18ရက်နေ့ထိတပတ်စာကံကြမ္မာများကိုစာပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုအစားဆုံးလေးကြည့်ပေးပါเนาะကျန်းသာပရိသတ်သမီးများဒီတပတ်တာကအဲ့တော့ကျန်းသာပရိသတ်သမီးများဒီတပတ်တာကာလမှာဆိုရင်မိမိတို့အနေနဲ့ကံကောင်းခြင်းနဲ့ဆိုရင်အရင်ဆုံးကျွန်မရေရရာလေးပြောပြမယ်နော်မိမိတို့မွေးနေ့ကနေစပြီးတော့အိမ်ဖေကမျက်စွာဖေရှင်မှာစိတ်သားမှုနော် ဒါမှမဟုတ်စိတ်သားရင်းလေးနဲ့ထမင်းလေးနဲ့ပြပြမွေးနေ့မနက်ပိုင်းလေးမှာစွန်းတော်ကပ်ပေးပါစိတ်သားမဟုတ်ဆိုရင်တော့နေ့တိုင်းကပ်ပေးလို့ရပါတယ်เนาะအထူးကပ်ပေးဖို့လိုအပ်ပါတယ်သူကဘာအတွက်ကောင်းလဲဆိုရင်ဒီတပတ်တာကာလမှာမိမိတို့ငွေကြေးကန်နေအရန်ကောင်းမွန်လာပါလိမ့်မယ်နောက်တစ်ခုကမိမိတို့ရဲ့အလို့အကန့်ကြီးစကားပြောဆိုတဲ့နေရာမှာလည်းအရန်ကိုအောင်မြင်မှုကြီးရရှိတတ်ပါတယ်စိတ်သားမဟုတ်လေးဒါစွန်းတော်မကြကနာကပ်ပေးပါရှင့်စိတ်သားမဟုတ်လေးကပ်ပေးွားလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့ကတော့တပြေကိုးကပ်ကိုလည်း အိမ်ဖျားမှာလှူဒန်းပေးရမှာဖြစ်ပါလေเนาะတပီကိုးကတ်ကိုအိမ်ဖျားမှာမွေးနေ့မနက်ပိုင်းလေးမှာစပြီးတော့လှူဒန်းပေးပါဖျောင်းနိုင်ကိုးတိုင်းအမွှေးတိုင်းကိုးတိုင်းနဲ့အတူမိမိတို့ရဲ့အလိုရှိရာကိုစံနာပြုပြီးတော့စုတောင်းလို့ရပါတယ်အဲ့တော့ဒီတစ်ပတ်တာကာလမှာတာတာပလီတာသမီများဆိုလို့မိမိတို့အမျိုးသမီးဆိုရင်အိမ်အောင်ပဲအမျိုးသားနဲ့ပတ်သက်ပြီးတော့စိတ်ညစ်တတ်တဲ့စိတ်တော့ကရရှိတတ်ပါတယ်အထူးကယူစိုက်ပေးပါ မိမိတို့ရဲ့လုပ်ငန်းမှာလက်အောက်ငယ်သားတွေနဲ့ပတ်သက်ပြီးပြောဆိုဆက်ဆံတဲ့အခါမှာလည်းမျက်နှာပြက်စရာတွေစိတ်ဝမ်းကွဲစရာတွေဖြစ်ပေါ်လာတတ်ပါတယ်။နောက်တစ်ခုကဒီကိုယ်ပေါ်မှာရန်ညှိုးထားတာမျိုးတွေနော်ကိုယ်မကိုပြောတဲ့စကားကိုမခံမဲနဲ့ပြန်ခံပတ်ပြီးတော့ပြောတာမျိုးတွေလည်းကြုံရတတ်ပါတယ်။ဒီကာလလေးမှာမိမိရဲ့ဖုံးကန်နေရုပ်တရက်ကြာစင်းသွားတတ်ပါတယ်။ ။ဒါကြောင့်အဝေကျိုးတဲ့အောက်တွေမတန့်တဲ့နေရာတွေအထူးဂယူစိုက်ပြီးပါမသွားမိအောင်လို့နေထိုင်ပေးရမှာဖြစ်ပါတယ်။နုပညာလုပ်ငန်းတမားတွေပတ်သက်ပြီးတော့နုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ကြာတာပြီးသားသမီးများဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဆက်သူလုပ်ငန်းတွေပြုလုပ်ရတတ်တယ်။နောက်စာချုပ်စာတမ်းလက်မှတ်ထိုးတာတွေကောင်းမွန်ပါတယ်။အမှုပညာနဲ့ပတ်သက်ပြီးဆက်တွေ့ကောင်းနေ ရရှိတတ်ပါတယ်ကိုကိုကူညီမဲ့တူလဲပေါ်လာတတ်ပါတယ် နိုင်ငံရဲ့ချားသွားမဲ့ကိစ္စမျိုးတွေစောင့်ရွက်နေတယ်ဆိုရင်ဒီတပတ်သားမှာခဏလောက်နေပြီးပါဆက်တူလုပ်ငန်းတွေပြုလုပ်ရတတ်တဲ့ငွေကြေးရင်းနှီးမြုပ်နှံတဲ့နေရာတွေမှာအကျိုးမြတ်အများရရှိတတ်ပါတယ်အိမ်ချမ်းပြည်လုပ်ငန်းတွေအောင်မြင်တတ်ပါတယ်မြေယာနဲ့ပတ်သက်ပြီးတော့အမွေနဲ့ပတ်သက်ပြီးတော့လည်းရရှိတတ်ပါတယ်စကားပြောဆိုရတတ်ပါတယ်အေရောင်းဝယ်ခြံရောင်းဝယ်မြေရောင်းဝယ်တွေအရောင်းဝယ် ထွက်တတ်ပါတယ်เนาะအရင်တော့ကြာနေပြီးအယောင်းဝယ်မကောင်းတာတွေဒီတပတ်တာကာလမှာအယောင်းဝယ်တွေကောင်းတတ်ပါအချီရရတော့မျက်နှာပြက်စရာကြီးကြုံတွေ့ရတတ်ပါတယ်အချီရကိုဂယုဆိုင်ပြီးပါအိမ်နောင်ကြီးမှလည်းမကြခဏစကားတွေညားနေရတတ်ပါတယ်ဒါပေမဲ့လို့ပြန်ကောင်းသွားတတ်ပါတယ်เนาะအိမ်နောင်ကြီးမှတော့ဒီတပတ်တာမှာအလှတန်းတွေပြုလို့ရတတ်တယ်ပျော်ပွဲရှင်ပွဲတွေအများအပြားသွားရတတ်ပါတယ်ကြာတာပြီးတာသမီးအားလုံးအဆင်ပြေကြပါစေရှင်